ပြည်내တစ်ခုလုံးဒီပါတိုက်ပွဲဖြစ်ပွားနေတဲ့ရခိုင်ပြည်내ကဆစ်ဆောင်ကလေးငယ်တွေဟာအစာအာဟာရပြည့်ပြည့်ဝဝမရတဲ့အခြေအနေနဲ့ရင်ဆိုင်နေရပြီးခန္ဓာကိုယ်ပိန်လည်မှုတွေပါကြုံတွေ့နေရတယ်လို့သိရပါတယ်။ပြည်내ရင်းတိုက်ပွဲတွေမဖြစ်ခင်က UNOCHA ကကွင်းစင်ပြီးကလေးငယ်တွေကိုအာဟာရတိုက်ကျတာတွေရှိခဲ့ပေမဲ့အခုနောက်ပိုင်းမှာတော့ဒီအစီအစဉ်မရှိတော့ဘဲကလေးငယ်တွေဟာအာဟာရချို့တဲမှုနဲ့ပါကြုံတွေ့နေရတယ်လို့သိရပါတယ်။ ဝင်ဝင်မရှိကြတော့ဒီအစားအသောက်ကဟိုအဆင်မပြေဘူးပေါ့နော်အဲကလေးတွေကထမျိုးတောင်ဟင်းကောင်းကောင်းနဲ့မစားနိုင်ကြဘူးပြီးတော့ဒီပေါက်တော့ကဆစ်ရှောင်းတွေဆိုရင်အသားမစားဘူးကတစ်နှစ်ကျော်လောက်ရှိနေပြီအစားအာဟာရပြည့်ပြည့်ဝကမစားကြတော့ဒီခဏကိုကလည်းပိန်ချုံလာတယ်ပေါ့ အခုနောက်ပိုင်းဆိုရင်ဒီမနက်အစောစာတော့ဗောမနက်စာဗောနော်မနက်စာတော့မစားကြရဘူးအဲအလုတ်ကဲမရှိမရှိဘူးဗောနော်မရှိတော့ရှိတာကိုပဲပေါင်နှံပြီးရောင်းချစားကြစားနေကြရတယ်ဆိုတော့အနေထားဗောကာဝတ်တစ်ချိန်နဲ့ထွက်ပြေးလာကြတဲ့အခါကျတော့ဒီစစ်ဆောင်တွေရဲ့ဘွားကဒီလိုအပ်တာတွေကိုအဲစစ်ဆောင်ဘွားနဲ့ပဲဝယ်ရတာဗောနော်အဲ့ဒီမှာကုန်ကြစိတ်ကပိုပြီးကြီးမားလာတယ်ဗောနော်ဝင်ငွေကမရှိအလုတ်ကမရှိတဲ့အခါကျတော့အစာအာဟာရပြည့်ပြည့်ဝဝများကြရတာဗောနော်ရခိုင်စစ်ဆောင်ကလေးတွေဟာအာဟာရပြည့်ဝတဲ့အစားအစာတွေမစားရတဲ့အတွက်ကောင်းမူတာ ခန္ဓာကိုယ်အားမရှိတာနဲ့မောပန်းလွေရာတွေကိုကြုံတွေ့နေရသလိုရှားသည့်ဒုက္ခဖြစ်တာနဲ့သေးလွင်ဒုက္ခဖြစ်မှုတွေကိုလည်းကြုံတွေ့ခံစားနေရတယ်လို့သိရပါဗျ။ဒါအပြင်ဆစ်ဆောင်ကလေးတွေရဲ့ကျန်းမာရေးကိုကုသပေးနိုင်မဲ့ကလေးအထုကုဆရာဝန်တွေဟာလည်းမရှိသလောက်ကြုံတွေ့နေရတယ်လို့သိရပါဗျ။အဲအဲ့လိုမျိုးတားရှိတာကဖြစ်နေဖြစ်နိုင်နေစံပါအဲ့လိုတော့ဟာရသူတိအဲ့လိုမျိုးတော့ဖြစ်နိုင်ပါလေ။ဒါပေမဲ့ထိုးရတာတကူကကျွန်မဟိုတချို့ဆစ်ဆောင်နေကြရင် အဲ့လိုအပြင်ကိုအလုဆာပြီးဖတ်သွားတဲ့ဟာတွေရှိတယ်။ဆန်းကိုစွန့်ခွာတဲ့ပေါ်တော့မဟုတ်ဘူး။သူတချို့မသွားနိုင်တဲ့လူလောက်ပဲကျန်တယ်။ဒီအနီးနားကလူတွေဆိုရင်တော်တော်များများဟိုသူဆွေမျိုးတွေစီသွားတာတို့အခြားတွေဆိုပတ်စံရမယ့်နေရာတို့အလုလိုက်ရှာတာတို့အဲ့လိုမျိုးထွက်တဲ့တွေဆိုတော့စခန်းမှာတော့အရင်လိုတော့လူရမ်းသာသာတော့မရှိတော့ဘူး။ဒါပေမဲ့ရှိတဲ့လူကလည်းဒီလိုပေါ့ဟိုမဝရည်စားအဲ့လိုပေါ့ဟိုအဆင်မပြေ အနက်ဒီကနက်အဲ့လိုမျိုးစနေရတဲ့အနေကအဲ့လိုမျိုးတော့ဖြစ်နေပါတယ်ခင်ဗျာရခိုင်စစ်ပေးဆောင်ဒီဟာအခုအညီရရှိမှုနေပါတာအလို့အကန်ရှားပါတာကုန်စင်တို့အစမတန်မြင့်တက်နေတာ စာတာတွေကြောင့်စာဝတ်နေရေးအကျက်အတဲများစွာနဲ့ရင်ဆိုင်နေကြရတာပါရင်ဆိုင်ကြုံတွေ့နေရတဲ့အကျက်အတဲတွေကြောင့်ထမင်းအသားငါးတွေကိုဝဝလင်းလင်းမစားသုံးနိုင်တဲ့အပြင် အာဟာရပြည့်ဝတဲ့မုံပဲတည်ရစာတွေကိုလည်းမကျွေးနိုင်တာကြောင့်ကလေးငယ်တွေဟာ အဟာရချို့တဲ့တာတွေဖြစ်လာတာဖြစ်တယ်လို့စစ်ဆောင်တွေကပြောပါတယ်။ဆိုကနေအစင်ကိုစမ်းမရဲအဲ့ဒါနဲ့လူတွေကတော့ခရောင်နေရတယ်။အဲ့ဒါနဲ့ဆိုကနေဆိုကနေအစင်ကိုလည်းလူတွေတော့ခရောင်နေစမ်းမရဲသူလည်းအစင်ကိုသမင်းတွေကဆန်တွေကတော့ဈေးတက်တယ်ဟောပစ္စည်းတွေကလည်းတော့ကုန်ဈေးတက်တယ်လေအဲ့ဒါနဲ့ဆိုကနေကအစင်ကိုမရဲသမင်းလိုက်တဲ့သူတွေလည်းရှိတယ် တမီးမဆရာဘူးတော့တယ်တမီးကအများကြီးရှိတယ်ရခိုင်ပြည်နယ်မှာ2023ခုနှစ်နိုဝင်ဘာလအတွင်းစတင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့်စစ်ကောင်စီဟာနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးနေတဲ့အဖွဲ့တွေကိုခရီးသွားလာခွင့်ကန့်သတ်ပိတ်ဆို့ထားမှုကြောင့်စစ်ဘေးရှောင်တွေဟာစာဝတ်နေရေးစက်တဲမှုတံကိုဆိုးရွားစွာကြုံတွေ့ခံစားနေရတာဖြစ်ပါတယ်။ ရွာလီအေအေကောင်းဆောင်ဘူချုပ်ထွေးမြနိုင်ကလည်းဒေသရင်းတိုက်ပွဲတွေကြောင့်စားနေအခါဖူလုံအောင်ရရှိမှုအခက်အခဲရှိနေတယ်လို့ ERR သတင်းဌာနနဲ့အင်တာဗျူးမှာအတည်အလင်းပြောဆိုထားပါတယ်။